အားလုံးပဲမင်္ဂလာပါ ADHF စီမံနေပြန်လဲခြုံဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ် English Premier League ပွဲစဉ်စတင်ခဲ့ဒီပွဲစဉ်တွေပေါ့နော်ဒီတစ်ပတ်စနေနေ့မှာပွဲစဉ်တွေအများကြီးရှင်းမင်္ဂလာဆောင်ဖို့ရှိတယ်ဆိုတော့ပွဲစဉ်တွေတရားမှာဒီစနေနေ့ညမြန်မာစံတော်ချိန်12:00နာရီမှာရှင်းမင်္ဂလာဖို့ရှိတယ်ဆန်နလန်တဲ့နဲ့အာဆင်နယ်တင်းတို့ပွဲစဉ်တွေကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာအနေငယ်ဒီသုံးသပ်ချင်တယ်ပေါ့နော်ဒီပွဲကအာဆင်နယ်အတွက်တော်တော်လေးအရေးကြီးတဲ့ပွဲလို့ပြောလို့ရတယ်မက်စဝင်းဂိမ်းနဲ့ဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့အဲဒီ သူ့ရဲ့အဓိက rival အာဆင်နယ်တင်းရဲ့အဓိက rival နှစ်သင်းဖြစ်တဲ့ Man City နဲ့ Liverpool တို့ဟာဒီတစ်ပတ်မှာရှင်ပိုင်သွားဖို့ရှိတယ်။ဒီနှစ်သင်းတွဲဆုံတဲ့ပွဲရှိတဲ့အတွက်အာဆင်နယ်တင်းကဒီဆန်ဒါလန်တင်းကိုဒီတစ်ပတ်နိုင်ကိုနိုင်မှဖြစ်မယ်။အဲ့ဒါမှလည်းသူတို့ရဲ့ဒီအခွင့်အရေးကောင်းတစ်ခုကိုသူတို့ပိုင်ဆိုင်နိုင်မှာပေါ့နော်။ အဲဘာဖြစ်လို့လဲဆိုတော့ဒီပွဲမှာဒါအာဆင်နယ်အနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်မန်စီးတီးနဲ့လီဗာပူးရဲ့ပွဲတွေဘလို့ရလည်းပဲထွက်တော့မန်စီးတီးပဲနိုင်တယ်လီဗာပူးပဲနိုင်တယ်တည်ရပဲကြကြဒါအာဆင်နယ်အသင်းတက်တာ ကောင်းတဲ့ဘက်ကကြီးပဲရှိတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီပွဲစဉ်မှာအာဆင်နယ်အနိုင်ရရှိသွားနိုင်မလားအသာယူနိုင်သွားမလားဆိုတာကိုကျွန်တော်စောင့်ကြည့်ရမယ်အဲနှစ်သိန်းရဲ့ဒီဖောင်ကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်ဆန်နာလန်ကဒီ၃ပွဲနိုင် တပွဲတည်တပွဲရှုံးပါတော့အာဆင်နယ်တင်းကတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲ၅ပွဲစလုံးအနိုင်ရရှိတာလေပေးကိုလည်းတကူမှမရှိဘူးအဲ့ဒီမှာတခုပြန်ကြည့်ရမှာဆိုလို့ရှိရင်ဒီအာဆင်နယ်တင်းအဝေးဝင်းဖောင်ပါတော့ဝေးဝင်းမှာဆိုရင်နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာသူအဝေးဝင်း၂ပွဲအိမ်ဝင်း၃ပွဲပါဝေးဝင်း၂ပွဲမှာဆိုလို့ရှိရင်ကျော်ဒီစလာဗီးယားပရာဟာကိုကစားရတာရှိတယ်ပြီးတော့ဘန်လီကိုကစားရတာရှိတယ်ဒီနှစ်သင်းလုံးစလာဗီးယားပရာဟာဆိုလို့ရှိရင်သူ3-0သွင်းလာတယ်3-0 ရလာတယ်ဗောနော်တိုက်စစ်ကထပ်မြက်တယ်လို့ပြောလို့ရတယ်အဲ့ရှေ့ဘွဲမှာဆိုလို့ရှိရင်လည်းဘန်လီကိုအဝေးဘွဲမှာနိုင်ရရှိတာ290နဲ့ဆိုတော့သူတို့တိုက်စစ်ကဒါကိုသိန်းချီရှိတယ်လို့ပြောလို့ရတယ်အဲဒီဘက်ဆန္ဒလမ်းဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးကစားခဲ့တဲ့9ဘွဲမှာသူ2ဘွဲသူတို့ကဒီအိမ်ဝင်းကစားရတယ်ဗောနော်အဲ့အိမ်ဝင်းအိမ်ဝင်း2ဘွဲမှာသူကတပွဲတည်ရတပွဲနိုင်ဆိုရလက်ထွက်လာတယ်တပွဲတည်ကနောက်ဆုံးကစားတဲ့ဒီ ပွဲမှာသူ Ever Everton ကိုသူတို့အိမ်ပေါ်မှာတည်ကြတာတယ်အဲ့ရှိပွဲမှာဆိုလို့ရှိရင်သူတို့ဒီဆန်နလန်ကဝူဘဟန်နန်ကိုသူတို့ရဲ့ဒီအိမ်ပွဲမှာနှူးစီးထွက်နိုင်တာတယ်အဲ့တော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာအိမ်ဝင်း၂ပွဲနိုင်တာအိမ်ဝင်း၂ပွဲမှာရှုံးပွဲမရှိတာသေးဘူး Arsenal တင်းကလည်းအဝေးဝင်း၂ပွဲမှာ၂ပွဲလုံးနိုင်တာတယ်အဲ့ဒီတော့ဒီနှစ်သင်းပွဲစဉ်ကတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်နောက်တစ်ခုကကျတော့ဒီလက်ရှိဆန်နလန်ကိုဒီဒီ ဥဆောင်နေတဲ့ကစားသမားလို့ပြောလို့ရတယ်ဂရနစ်ရှာကာပေါ့နော်ဒါကြောတစ်ချိန်တော့အာဆင်နယ်တင်းရဲ့အသင်းကောင်းဆောင်ဖြစ်တယ်အမ်သူ့ရဲ့အသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရမယ်ပေါ့နော်အဲ့ဒါလည်းဒါစိတ်ဝင်စားတာအကောင်းတဲ့ချက်တစ်ခုဖြစ်တယ်ပေါ့အဲ့ဒီတော့ဒီပွဲစဉ်မှာအာဆင်နယ်တင်းနေနိုင်သွားမလားပြီးတော့ဘယ်လိုရလိမ့်မို့ထပ်ပေါ်လာမလဲအဲကျွန်တော်ထင်ရတော့အာဆင်နယ်အသင်းဒီပွဲကမက်ဆွင်းဂိမ်းဖြစ်တဲ့အတွက်အဲနိုင်ငံနိုင်မရမယ်ဒါမှလည်းသူတို့ဒီပရီးမီးယားလိတိုက်တယ် ဒီ risk အတွက်ဒါကောင်းမွန်တဲ့ခွင့်ရတကူရသွားမှာပေါ့နော်ပြီးတော့ဒီဖြစ်နိုင်ဝင်လူစင်းရတော့ကျွန်တော်ထင်တာတော့ဒီပုံမှန်တိုင်းပဲပေါ့နော် zoom in နေပြန်ပါလာမယ်တော့ကစားကိုသမားမနေရမှာဆိုလို့ရှိရင်တော့ဒါ david raya ပါမယ်နောက်တန်းမှာ cla fury ပြန်ပါမယ်ပြီးတော့ gibrin နဲ့ sali ပါပဲထုံးစံတိုင်းပဲညာဘက်မှာဆိုလို့ရှိရင်တင်မပါမယ် queen နဲ့မှာတော့ကျွန်တော် zoom in နေပြန်ပါမယ်ပြီးတော့ declan rice နဲ့ ivory easy ကိုသုံးမယ်ထင်တယ်အဲ ရှေ့တန်းမှာဆိုလို့ရှိရင်တော့ဒီဘဲတောင်မှာဆိုလို့ရှိရင်တော့လီယိုနိုထရော့ဆက်ပဲပါပြီးတော့ညတောင်မှာအဘူကာကိုဆက်ကပုံမှန်နိုင်မယ်တိုက်စစ်မှာတော့အဲကျွန်တော်တို့ဒီမီကယ်မိုရီနိုပဲပြန်သုံးမယ်ထင်တယ်ပေါ့နော်ဒီယော့ဂရက်စ်ကဒန်ယာအချီနီယာအဲဟိုသူပြန်ကောင်းလာမယ့်ပုံမှာမရှိသေးဘူးပေါ့နော်အဲဒီဆန်နာလန်တင်အနေနဲ့အာဆင်နယ်တင်းကိုသူတို့ရဲ့အိမ်ခွင့်မှာဒုက္ခပေးနိုင်သွားမလားဒါမှမဟုတ်အာဆင်နယ်တင်းကပဲဒီနောက်ထပ် clean sheet အဲပွဲတစ်ပွဲနဲ့အဲနိုင်ပွဲတစ်ပွဲယူနိုင်သွားမလားကိုကျွန်တော်ဆက်လက်ဆောင်ကြည့်ရအောင်ပြီးတော့ပြည်သက်တွေအနေနဲ့ဒီပွဲစီမှာဘယ်လိုရလက်ထပ်ပေါ်လာမလဲဆိုတော့ကျွန်တော်ဒီ comment section လေးထဲမှာဝင်အောင်ဆွေးနွေးပေးကြပါအောင်တောင်းဆိုရင်းနဲ့ကျွန်တော်ဒီ video ဒီမှာဆုံးသတ်လိုက်ပါတယ်အဲနောက် video မှာပြန်လည်ဆုံးနွေးကြပါစို့ thank you